အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်တော့နေ့လေးဒီနေ့ဖြစ်ပါဆိုဒီညကနေပြီးတော့စုမုံကောင်းတောင်းပေးလိုက်ပါအဲ့တော့ဒါ London Club နဲ့ Manchester United အသင်းကြားတွေကလည်းရှိမှဖြစ်ပျက်နေတဲ့အပြောင်းအရွှေ့အကြောင်းလေးတွေကိုနည်းနည်းလေးကျွန်တော်ဒါဆွေးနွေးအောင်အဲ့ဒါတစ်သိန်းနဲ့မဟုတ်ဘူးနှစ်သိန်းလုံးကြောင်းကျွန်တော်ဒါနည်းနည်းလေးမျှမျှပြီးဆွေးနွေးသွားမယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်မနေ့အေးပေါ့မနေ့ညကသတင်းတစ်ခုတက်လာခဲ့ပြီးမြဲဒီနေ့ညနေပိုင်းမှာတော့ဒါကျွန်တော် TR1 journalist တွေရဲ့ဒါ တရားဝင် confirm လုပ်မှုကြောင့်ဒီအပြောင်းရွှေ့ကလက်ရှိမှာရှေ့ရောက်နေတယ်လို့သိရတယ်မှာပါအဲ့တော့အဲ့ဒီအပြောင်းရွှေ့ကဘာများဖြစ်မလဲဆိုတော့ကျွန်တော်နန်းတလီဆွေးနွေးအောင်အဲ့တော့ လက်ရှိမှာဒါ Manchester United အသင်းကဒါကျွန်တော်မနေ့ညကဒါသတင်းတွေရဆိုရင်တော့ Christopher Nkunku ကိုခေါ်ယူဖို့အတွက်ချိတ်ဆက်ခဲ့မှုတွေရှိတယ်ဆိုပြီးတော့သတင်းတွေစာပြစ်တက်လာခဲ့တယ်။ဒီသတင်းကို Bangkok ကနေပြီးတော့သူ့ Twitter စာမျက်နှာပေါ်မှာရေးတင်ခဲ့တာဖြစ်တယ်။ပြီးလည်းပြီးတော့ဒါကျွန်တော်တို့ Twitter ပေါ်မှာပဲ David Austin ကလက်ရှိမှာဒါ Manchester United အသင်းနဲ့ဒါ Chelsea ရဲ့ကစားသမားကိုစိတ်ဝင်စားမှု ရှိတာတရားဝင်မှန်ကြောင်းသူ့နဲ့ confirm လုပ်ပြီးတင်ခဲ့တယ်။အဲ့တော့ဒီနေ့ညနေပိုင်းမှာဒီအပြောင်းရွှေ့ကဒီထက်ပိုပြီးတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းလာတဲ့အခြေအနေတခုရောက်လာခဲ့တယ်။အဲ့ဒါကဘာလဲလက်ရှိမှာဒါ Manchester United အသင်းနဲ့ Chelsea အသင်းတို့ကြားထဲမှာအပြောင်း ွှေ့ဆိုတာထက်ကစားသမားလဲလှယ်မှုဖြစ်သွားနိုင်တဲ့အခြေအနေတခုကိုရောက်သွားနိုင်တယ်ဆိုပြီးတော့ Fabrizio Romano ကဒါကျွန်တော်တွေ့ရေးရခဲ့တွေ့ရမယ်တော့ပါတော့ ဲ့ဒါကဘာကိုပြောရလဲလက်ရှိမှာဒါကျွန်တော် Chelsea သင်းရဲ့တိုက်စစ်မှုဖြစ်တဲ့ Christopher Angugu ကိုဒါကျွန်တော်တို့ Manchester United အသင်းကအလူရှိနေတဲ့အဆိုအစအပေါ်မှာ Chelsea သင်းကလည်းလက်ရှိမှာသူတို့ရဲ့ left wing ကစားသမားဒါကျွန်တော်တို့ခေါ်ယူဖို့အတွက်ဒါကျွန်တော်တို့ခက်ခဲနေတဲ့အချိန်ကွက်တီလောက်သွားချရနေတာမှရှိအဲ့တော့ပြောချင်တာ Manchester United အသင်းကခုလက်ရှိမှာ Alejandro Garnacho ကိုရောင်းခြင်းနဲ့တစ်ဖက်ကလည်းဒါကျွန်တော် Christopher Angugu ကိုရောင်းခြင်းနဲ့အဲ့တော့နှစ်သင်းလုံးကသူရောင်းခြင်းကိုရောင်းခြင်းဆိုတဲ့ပုံစံမျိုးလေးကိုကွက်တီသွားချသွားတဲ့သဘောမှဖြစ်သွားတယ်ဗောနော်အဲ့တော့ Christopher Angugu ကသိကြတယ်ပဲဒါမနစ်ကတော့ဒါ Chelsea အသင်းမှာတော်တော်လေးဝေဒါကျွန်တော်တို့အဲ နေရာရဖို့အတွက်ယုံကန်ရတယ်သူကိုယ်တိုင်လည်းဒိုင်ယာရီကြောင်းမလို့ကောဒါသူကိုယ်တိုင်တိုင်ပတ်တယ်အဲ့တော့ဒါကျွန်တော်တို့38ပွဲမှာဒါကျွန်တော်28ပွဲဒါကျွန်တော်တို့ပွဲခွက်ခွင်ရခဲ့တယ်ဒါပေမဲ့ပွဲထွက်ခွင်ရတဲ့ပွဲစဉ်မှာဒါကျွန်တော်24ရာခိုင်နှုန်းမဲဒါကျွန်တော်တို့ဆော့ခဲ့ရတယ်မှာပါမိနစ်ဆိုရင်28ရာခိုင်နှုန်းမဲဒါပေါ့အဲ့တော့ပြောချင်တာကနီးပြအနေနဲ့သူ့ကိုဒါနေရာအရမ်းမပေးဘူးပေါ့နော်နောက်ဆုံးပြကျွန်တော်တို့လောက်ပြ Christopher Angugu ကိုသူ့အနေနဲ့ ကွန်ဖရင့်လီတို့ဘာလို့လောက်မှာပဲအဓိကအသုံးပြုခဲ့တာကိုကျွန်တော်တို့တွေ့ရမယ်တဲ့မှာပါတယ်အဲ့တော့ပြောချင်တာရွှေရှင်းလေးဒါကျွန်တော်တို့ခရစ်စတိုဖာအန်ဂူကိုသူ့အနေနဲ့ဒါကျွန်တော်တို့အရေးအသိပြီးတော့အရေးမကြီးတဲ့ဖလားတွေမှာပဲဒါကျွန်တော်တို့ချက်စီအသင်းရဲ့ဒါအရန်ကြီးအရေးမကြီးတဲ့ပွဲတွေမှာအဓိကသုံးခဲ့တဲ့ကြောင့်ကစားသမားအနေနဲ့အခုလက်ရှိမှာသူ့အနေနဲ့ရိုးနေတယ်သူခန်းစားခဲ့ရတယ်အဲ့တော့သူ့အနေနဲ့ဒါမှတ်မှတ်ရဒီအပြောင်းရွှေ့မှာခဲ့တဲ့သူ့အနေနဲ့ဒါစပြီးထွက်ဖို့လုပ်တယ်သူ့ဘိုင်ယန်မြူးနစ်ကခေါ်ဖို့စိတ်ဝင်စားခဲ့ဒါပေမဲ့လက်ရှိမှာကစားသမားကိုခေါ်ဖို့တက်မလွယ်ခဲ့ဘူးအဲ့တော့ချက်စီအသင်းနဲ့အခုလက်ရှိမှာခရစ်စတိုဖာအန်ဂူကအဖြေကရှင်းတယ် လက်ရှိ market ဈေးပုံစံမျိုးပဲသူနဲ့တတ်မှတ်ထားတယ်ယူရို35သန်းနဲ့40ကျားတတ်မှတ်ထားတယ်အဲ့တော့ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေနှစ်ခုရှိတယ်ခုနကပြောအလာဟာဒူဂါနာချူနဲ့ခရစ်စတိုဖာအန်ဂူဂူရဲ့အလဲလေအဲ့တော့သူတို့နှစ်ယောက်ရဲ့လက်ရှိအခြေအနေတွေကိုကျွန်တော်နည်းနည်းလေးဒါပြောလိုက်အောင်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ခရစ်စတိုဖာအန်ဂူဂူ transfer market ကတတ်မှတ်ပေးထားတာကတော့ ယူရို35တန်းကိုစစ်သက်မှတ်ပေးထားတယ်။အာလန်ဟန်ဒူဂါနာချိုကူတော့ယူရို45တန်းသတ်မှတ်ပေးထားတယ်။အဲ့တော့၂ယောက်သားကြားထဲမှာဈေးကွာခြားမှုက10တန်းကွာခြားရတယ်မှာပါတယ်။ဒါပေမဲ့အခုလက်ရှိမှာဒီနေ့ရက်ဒါနောက်တစ်ခုကိုဒါရှင်ရမှာတစ်ခုဟာဒါခရစ်စတိုဖာအန်ကူကူရဲ့လက်ရှိစာလက်ရှိစာချုပ်က2029ထိပြေးထားတယ်။တဖက်ကတော့အလာဟန်ဒူဂါနာချိုရဲ့စာချုပ်က2028ထိရှိရလို့သိရတယ်မှာပါတယ်။အဲ့တော့စာချုပ်တက်တန်းရဆိုတော့တိတ်တော့နှစ်ကောင်လုံးကသိမကွာရတယ်မှာ။အဲ့တော့ပြောချင်တာကလက်ရှိမှာချက်စီဘက်ကတော့အဖြေကရှင်းတယ်။သူတို့ဘက်ကသူတို့တာမဲဥစွာမျိုးသူတို့လိုချင်တယ်။ကစားသမားနှစ်ယောက်ကိုဒဲ့လေးမယ်။ ရှင်းရှင်းလေးအန်ဂူဂူကငါတို့မင်းကိုပေးမယ်အလာဟာနူကာနာချူငါတို့ပြန်ပေးဆိုတဲ့ပုံစံအဲ့တော့လက်ရှိမှာချက်စီသင်းကလည်းရှင်းတယ်အလာဟာနူကာနာချူကိုရမယ်ဆိုသူတို့နဲ့ left wing တော့ကသူတို့တော့ကစိတ်အေးသွားမယ်ဂျမီဂီဒင်းစ်တို့ဘာလို့လဲလားကျွန်တော်ပတ်စံလေးပုံပေးပြီးခေါ်ကြမှာတော့အခုလက်ရှိမှာသိကြတယ်မယ်ဂျမီဂီဒင်းစ်ကိုချက်စီသင်းကယူရို50ပေးပြီးတော့ခေါ်ယူဖို့အတွက်လုပ်ခဲ့တယ်ဆိုတော့အကုန်လုံးသိတယ်ဒါပေမဲ့လက်ရှိမှာဒါကျွန်တော်တို့ဘိုင်းမြော့ အဲ့ဘောဘိုင်ယန်မြူးနဲ့အတင်းကဒီကစားသမားကိုခေါ်ယူဖို့စိတ်ဝင်စားလာတဲ့အချိန်မှာတပတ်ကဘိုရူရှာဒေါ်မွန်နဲ့ဒီကစားသမားအတွက်ယူရို65တန်းအထိဒါတိုးတောင်းတယ်။တိလောက်ကပေါင်တန်း50 55တန်းပေါ့နော်။အေးပေါင်ပေါင်ပေါင်55တန်းကယူရို65တန်းလေးတိုးတောင်းတယ်။အဲ့တော့ချက်စီတင်ကဂျီဗီဂေတန်ဆိုတဲ့တစ်ပြင်းနဲ့တစ်ပြင်းအလံဝေးလာပြီးလို့တစ်ပြင်းပြင်းနဲ့ခံစားလာခဲ့တဲ့အချိန်မှာဒီလို opportunity ပေါ့နော်လက်ရှိမှာဒီလိုအခွင့်အရေးမျိုးကချက်စီစီကိုဘုံငနဲ့တိုင်းငနဲ့ United စီကရင်ထွက်လာခဲ့တယ်။အဲ့တော့ဒါခုနလက်ရှိမှာ United ကတော့ဖြေကားရရှင်းတယ်။သူတို့က Christopher Angugu နဲ့ Alahadu Kanacho တဲ့မလဲချင်းသူတို့ရဲ့ကစားသမားကလက်ရှိ Margaria လက်ရှိ Chee Swain င်းရာကိုပိုကောင်းတယ်လို့ယူဆရတဲ့အတွက်ကြောင့် United ဘက်ကနေပြီးတော့ဒါ plus 10သန်းဆိုတဲ့ပုံစံပေါင်တော့ပေါင်10သန်းဆိုတဲ့ပုံစံမျိုးလိုရှိတယ်ဆိုတဲ့ပုံစံမျိုးရေးသားထားခဲ့တယ်အဲ့တော့ပြောချင်တာက United ဘက်ကရှင်းတယ် Christopher Angugu plus 10သန်းပေးမယ်ဆိုရင်မင်းတို့ငါတို့ Alejandro Garnacho ပြန်ပေးမယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒါ United ဘက်ကတော့ counter ပြန်လုတ်သွားဖို့ရှိတယ် Chelsea တင်းကတော့ဒါကိုစိတ်ခုနကပေါ့ညှိပယ်သွားမယ်ဆိုတော့သူတို့အနေနဲ့ဒါကိုကျွန်တော်တို့ဒါ renegotiate ပြန်လုပ်မှာပေါ့နော် အကယ်၍ဒီအပြောင်းရွှေ့ကဖြစ်သွားနိုင်ခဲ့မယ်ဆိုရင်ပြန်ကြည့်မယ်ဆိုရင် United တင်ရှုံးမလားဒါမှမဟုတ် Chelsea တင်ရှုံးဒါပေမဲ့ဒီနေရာမှာတကယ်တမ်းအကြီးအကျယ်ပြောဖို့လိုတာကကနှစ်ယောက်လုံးရဲ့အသက်ပဲအခုလက်ရှိမှာတကယ်တမ်းပြန်ကြည့်မယ်ဆိုအလာဟန်ဒိုဂါနာချူကအသက်က20ပဲရှိသေးတယ် Christopher Nkunku က28နှစ်ရှိပြီဖြစ်တယ်အဲ့တော့ပြောချင်တာကတကယ်နဲ့ United ကသာ10တန်းတောင်းတာဒီသတင်းကမှန်ခဲ့တယ်ဆို United ကတော့မှရှုံးသွားနိုင်တဲ့အနေအထားမှရှိတယ်။ဘာလို့လဲဆိုတော့ Alejandro Garnacho ဒီနေ့အခုလက်ရှိတာကျွန်တော် Chelsea ရောက်သွားမယ်ဆိုရင်ကောင်းသွားနိုင်တဲ့အနေအထားမှအများကြီးအများကြီးရှိတယ်။နောက်ဆုံးဗျာ အလာဟန်ဒူဂနာချိုကုလရှိမှာအသက်20ပဲရှိချယ်ဆီမှာသာပုံမကျရင်ချယ်ဆီတင်းကအလာဟန်ဒူဂနာချိုပြန်ရောင်းရင်တော့မှမျက်နိုင်တဲ့အနေထားမှာရှိသွားပြီ။ဘာလို့လဲဆိုတော့ကစားသမားကတော့ခုနကပြောလိုပဲ အန်ကူကူပါညာပဲပေးလိုက်ရတာလေပတ်စံအများကြီးပေးလိုက်အဲ့တော့ပြောချင်တဲ့အိပဲဒီလိုပုံစံမျိုးကျွန်တော်အနေနဲ့မြင်တယ်အဲ့တော့လက်ရှိမှာအလာဟန်ဒူဂနာချူကိုတိုင်ကလည်းဒါကျွန်တော်သူ့ရဲ့အကူရောဘတ်ဂနာချူကလည်းချက်စီးတဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ဒါပုဂ္ဂိုလ်ကြီးရသဘောတူညီမှုကလည်းခက်ခဲမှာမဟုတ်ဘူးတပတ်ခရစ်စတိုဖာအန်ကူကူဘတ်ကလည်းရှင်းတယ်သူ့အနေနဲ့ဒါကျွန်တော်တို့သူ့အနေနဲ့တကယ် game time ရနိုင်မယ်အသင်းတစ်သင်းကိုသူ့အနေနဲ့ပြောင်းချင်တယ်ပြောချင်တာဒါ United ကိုသူပြောင်းမယ်ဆိုတော့သူ့အနေနဲ့ game time ရနိုင်မယ်လို့သူ့ကိုသူယူဆတယ်ခရစ်စတိုဖာအန်ကူကူကလည်းရှိကစားတဲ့နေရာပုံစံမျိုးက center forward ဒါကျွန်တော် AM oh sorry AM center forward ပုံစံမျိုး မျိုးကစားတယ်ပေါ့နော်သူရဲ့ဒါအဓိကကစားသမားဘရူးက AM ပုံစံမျိုးပေါ့အဲ့တော့ပြောချင်တာအကဲကခရစ်စတိုဖာအန်ဂူဂူကိုခေါ်ခဲ့မယ်ဆို United အသင်းနေနဲ့ဒါကျွန်တော်ကစားသမားတွေကိုရန်ဖန်ရန်ကကောင်းကောင်းပေးနိုင်မယ်နေထားပါကြဥပမာလက်ရှိမှာဒါသူဆော့ရဲ့ position အရဆိုရင်တော့ဒါကျွန်တော်တို့ Bruno Fernandes ကိုကောင်းကောင်းပေးနိုင်နိုင်မယ်တခါကြကြရင်ဒါကျွန်တော်တို့ Tiki Lock က left wing ကစားသမားတွေကိုပေးနိုင်မယ်ပြောရမယ်ဆိုသူအနေနဲ့ဒါအရန်နေသားရခေါ်မယ်ဆိုရင်တော့မနိုင်ပါဘူးမတက်ဘူးဒါဘုံလေးပြောတာဒါပေမဲ့တကယ်တမ်းသုံးတက်ရင်တော့အာမိုရီရဲ့လက်ထက်မှာအန်ဂူဂူကတကယ်ကိုတောက်ပါဒါပေမဲ့ပြဿနာကခုနကပြော age gap ပဲ United အသင်းနဲ့ဒါ Christopher Angugu ကိုသုံးမယ်ဆိုရင်နောက်ထပ်၃နှစ်လောက်ပဲသုံးလို့ရမယ်အနေထားမှာ Chelsea ကဒါနောက်ထပ်၅နှစ်နဲ့အဲ့ပေါ်9နှစ်လောက် AC သုံးလို့ရမယ်ကစားသမားတယောက်ကိုဝယ်သွားမှာအဲ့တော့ Chelsea နဲ့ United ကြားတဲ့ကအပြောင်းရွှေ့မှာဘယ်သူမြက်လဲဘယ်သူမြက်မလဲဒါကျွန်တော်တို့အသင်းတွေကိုယ်တိုင်နဲ့ပြည်သက်တွေကိုယ်တိုင်မှခံစားရမယ်ကျွန်တော်တို့ကဂျာပြည်သက်တယောက်နဲ့အသက်ရွယ်အဖြစ်ဆိုတော့ကြာဒီအပြောင်းရွှေ့ရဲ့အောက်ကမ်းမှာမြတ်သွားနိုင်တဲ့ကစားသမားအသင်းက Chelsea ဖြစ်သွားမယ်လို့မြင်တယ်။ဒီနေရာမှာတော့ Angugu နဲ့ Alahado Ghana ချိုလဲတယ်ဆိုကြတဲ့က United ဘက်ကဒါကျွန်တော်ဘက်ကအမြင်ရဆိုရင် United ဘက်ကရှုံးနေပြီလို့တော့မြင်တယ်။ ဒါပေမဲ့ခုန United ဘက်ကဒီနေရာမှာ negotiate ပြန်လုပ်ပြီးတော့ငွေကိုကောင်းကောင်းပြန်တောင်းနိုင်မယ်ဆိုရင်တော့ဒီအပြောင်းအရွှေ့ကနှစ်ဦးနှစ်ဖက်လုံးအတွက်အဆင်ပြေမယ်အဲ့တော့လက်ရှိမှာ United ကော Chelsea ရောနှစ်သင်းလုံးအတွက်လက်ရှိမှာအပြောင်းအရွှေ့မှာဒီနေရာကကောင်းမွန်တဲ့ဆက်ဆံရေးရှိရလို့ကျွန်တော်ဖတ်မိရတဲ့မှာပါတယ်အဲ့တော့ဒီအပြောင်းအရွှေ့ကိုနှစ်သင်းလုံးအတွက်ကဒါကျွန်တော်လက်ရှိမှာ push လုပ်ချင်တယ်နှစ်သင်းလုံးကဒါကျွန်တော်ရှေ့ကိုတွန်းညင်တယ် ဲ့တော့ဒီပြောင်းရွှေ့ဖြစ်လာနိုင်တဲ့အနေအထားမှာလည်းအများကြီးအများကြီးရှိကြောင်ဘာဒီဘလူးများဆက်ဖြစ်မလဲဆိုတော့ကိုတော့တော်တော်လေးကိုစိတ်ဝင်တစားကြည့်ရမယ့်အခြေအနေတစ်ခုများဖြစ်သွားမလားကျွန်တော်ပြောပြောပြောကြည့်ချင်တယ်ပေါ့နော်အဲ့တော့အဲ့တော့ United ပြည်သက်တွေရော Chelsea ပြည်သက်တွေဒီပြောင်းရွှေ့မှာခမရတင်တယ်ကဘယ်အသင်းကအမျက်ရမယ်လို့ထင်တယ်ကျွန်တော်တင်တာက Chelsea ပြည်သက်တွေကပုံမြတ်မယ်လို့မြင်တယ်ပေါ့နော် Chelsea တင်တယ်တကယ်တမ်းနောက်ဆုံးပြ AGGU+ 30ပေးအောင် တန်တယ်လို့မြင်တယ်။ဘာလို့အန်ကူကူသုံးမရအောင်လဲတော့မှာပြီးတော့လက်ရှိမှာအလာဟာနိုဂနာရွှေလုခလာစာအန်ကူကူလောက်လည်းမမြင့်မာတဲ့အတွက်ကြောင့်မူချက်စီအသင်းတွေကတကယ်ကိုရေရှည်လောင်းရန်ကအဲ့ဒီဒီယိုကူတာပူအော့ဖ်လုပ်နိုင်ချက်စီအသင်းကမြတ်သွားမယ်လို့မြင်တယ်။ United ဘက်ကတခုနပေါ်တိုက်စစ်ပိုင်းလူအပ်ချက်ရအန်ကူကူကိုစိတ်ဝင်စားတယ်။တို့နေဈေးသက်ပေါ်တို့ပြန် United ဘက်ကပြန်ကြည့်တော့လေအလာဟာနိုဂနာရွှေတို့အသင်းမှာအနာဂတ်မရှိတော့အနာဂတ်မရှိတော့တဲ့ကစားသမားတယောက်တို့နေစုတ်ကင်ထားရဆိုတဲ့သူနပေါ်အေးပေါ်အလာနောက်ပိုင်းကျဟိုပူပြီးဈေးကြကြသွားပြီးအသင်းနဲ့ဒါမပူပေါင်းမပါဝင်ချင်တာထက်ဆိုင်ဟိုအခုချိန်မှာဒါရရ ဈေးတစ်ခုနဲ့ဒါကျွန်တော်ရောင်းထားနေဆိုရင် တော့မဆိုးဘူးဒါပေမဲ့အလဟနုကနာကျောဘယ်ချိန်ရောက်မှာဈေးကောင်းရနိုင်တယ်ကစားသမားရဲ့တရားပဲအဲ့တော့ကျွန်တော်တို့အပြောင်းရှုတော်တော်လေးကိုစိတ်ဝင်စားတဲ့အနေထားမှာရှိတယ်။ညီကိုတို့အနေနဲ့ကောဒီပြောင်းရှုဖြစ်လာမယ်ကျွန်တော်တို့ခုနကဖြစ်ဖို့တော့နေတော့ခက်ခဲမယ်ဘာလို့ဆိုတော့နှစ်သေးလုံးနေထိုင်ခုနကပြောဆိုတဖက်က United ဘက်ကလည်းပတ်စံတောင်းအောင်မှာ Chelsea ဘက်ကတော့ရှင်းတယ်အန်ကူကူနဲ့ဒါအလဟနုကနာချိုတဲ့လဲခြင်းနဲ့ပေါ့နော်ဆရာကြီးတို့ကလည်းမလဲရှာဘူးအဲ့တော့ဘာဒီဘလူဖြစ်မလဲတော့တစ်ချက်တော့စောင့်ကြည့်ရမယ်ဒီပြောင်းရှုကကျွန်တော်လက်ရှိမှာတော်တော်လေးကိုစိတ်ဝင်စားနေတဲ့အပြောင်းရှုတဲ့တစ်ခုလို့ကျွန်တော်အနေနဲ့ပါစတယ်မြင်တယ်နှစ်သေးလုံးအတွက်ဒါကျွန်တော်တို့ တကယ်သာပူအောင်လုပ်နိုင်မယ်ဆိုတော့တကယ်အနိုင်နဲ့ပိုင်းသွားနိုင်တယ်နှစ်သိန်းလောက်တဲ့ scenario တစ်ခု win win situation အင်္ဂလိပ်လိုပြောရအောင် win win situation တစ်ခုကို pull off လုပ်သွားနိုင်မယ်လို့ကျွန်တော်အနေနဲ့ပုံကိုရမြင်နေအဲ့ညီကိုတော့ဘယ်လိုမြင်လဲအောက်က comment တွေထဲမှာဆွေးနွေးပေးကြအောင်တလောက်ပါပဲ ်ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV4U တို့မှာကြည့်လို့ဆိုတော့ပေါအောင်ကူညီလို့ရပါတယ်။မြန်မာလက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကျိုးတို့မှာလည်းကောင်းမွန်တော့ဒီလေးတနေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပေးနေပဲ။ကျွန်တော်တို့ရဲ့နောက်မှာပဲ ACC2 ကြတာပေါ့။အားလုံးမကျိုးတို့မှာလည်းမြန်မာလက်ကလစ်ပေးကြပါဗျ။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကျိုးတို့မှာလည်းကျွန်တော်တို့ရဲ့နောက်မှာပဲ ACC လေးတွေ့ကြတာပေါ့လို့ပြောရင်းနေပဲ။ဒေဗော်ဗျအားလုံးမကြိုတူပါရင်မြန်မာကလစ်ပြကြပါအောင်မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်ဒေဗော်ပါ